အဲ့ဒီပစ္စည်းဥစ္စာပေါ်မှာပိုင်ဆိုင်မှုရဲ့ကုသိုလ်ပေါ်မှာပိုင်ဆိုင်မှုရဲ့ဒီပိုင်ဆိုင်မှုနှစ်ခုကိုဦးဇင်းတို့ရှင်းပြီးတော့တွေ့တတ်ဖို့လိုလိမ့်မယ်။ပြောရရင်ပစ္စည်းဥစ္စာပေါ်မှာပိုင်ဆိုင်မှုကတကယ်ပိုင်ဆိုင်မှုလို့တောင်မဆိုနိုင်ဘူးလို့ပြောရမယ်။ဘာဖြစ်လို့တုံးဆိုတော့အခအတ္တမြတ်လာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လို့လဲတုံးအခအတ္တအခအတ္တကဘယ်လောက်တုံးလို့မေးရင်အလွန်ဆုံးတဘောပေါ့။တဘောလို့ပြောလိုက်တော့ဦးဇင်းတို့ရဲ့ဉာဏ်တွေကသိပြီးတော့မထက်တဲ့အခါကျတော့တဘောကိုအချာကြီး အခိုင်မာကြီးလို့အကြီးအကျယ်ခန်းခန်းနနာကြီးလို့ထင်နေမှလည်းဆိုရသေးတယ်။တဘဝဆိုတာကဘလောက်ကြာကြာနေရလိမ့်မယ်လို့ဘလို့လူမျိုးပေါ်မှာတိကျတဲ့ကာလသတ်မှတ်ချက်ပေးလို့မရအောင်ရသလား။မရဘူးနော်။ဘလို့လူမျိုးပေါ်မှာဘလောက်ကြာကြာနေရလိမ့်မယ်လို့တိကျတဲ့ကာလသတ်မှတ်ချက်ပေးလို့မရအောင်။အချိန်မရွေးပြည့်စည်နိုင်တာပေါ့။အဲဒါလို့ဆိုရင်ပိုင်ဆိုင်မှုကလည်းပဲဘလောက်ကြာကြာပိုင်ဆိုင်ခွင့်ရလိမ့်မယ်လို့တိကျတဲ့ကာလသတ်မှတ်ချက်ကိုပေးလို့ မရဘူးဘဝခန္ဓာပြစ်ပြီဆိုတာ ਨੇ ပိုင်ဆိုင်မှုကလည်းပြီးသွားတာပဲဒါကိုကျွတ်နားလည်ဖို့လိုတယ်နော်ဘဝပြက်တာ ਨੇ စီးဘဝပြက်တာ ਨੇ အတူတူပဲဆိုတာကို နားလည်ဖို့လိုတယ်သေပြီဆိုတာ ਨੇ ကိုပိုင်ကိုကိုပိုင်ဥစ္စာပစ္စည်းတွေကကိုနဲ့ဘာမှမဆိုင်တော့ဘူးပိုင်ရှင်ပြောင်းသွားပြီပေါ့လားဟုတ်တယ်မဟုတ်လားနောက်လသေးမယ်ဆိုလို့ရှိရင်ဒီတလပြီးတာနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုဘဝသည်ကိုယ်နဲ့မှမဆိုင်တော့ဘူး မနေ့ပြန်တကယ်လို့တေးမယ်ဆိုရင်ဒီနေ့တရပြီးတာနဲ့ကိုယ်ပိုင်ဆိုင်မှုဝါပါသည်ကိုယ်နဲ့မှမဆိုင်တော့ဘူးဟောကိုဘာကြီးကိုပိုင်တယ်လို့ပဲပြောပြောဘာတွေပဲဝတ်စားထားထားအကုန်ဖြုတ်ယူမှာနော်ပိုင်ဆိုင်မှုရဲ့မရေရာမှုကိုနားလည်ဖို့လိုတယ်နော်အလွန်ဆုံးပိုင်ဆိုင်မှပါလေတဘဝပဲကံစုံမှုမောင်ကြတဲ့လူတွေဆိုရင်တဘဝတောင်ပြီးအောင်မပိုင်ဘူးတချို့ငယ်ငယ်တုန်းကရှာဖွေသိမ်းဆည်းထားတဲ့ဥစ္စာပစ္စည်းလေးတွေအသက်ကြီးလာတော့လှူကျင်တန်းကျင်ကြတာလေးတွေရှိတယ် သာသမီတွေကသဘောမတူလို့ဆိုတော့မလူရမတန်းရတဲ့လူတွေမရှိဘူးလားเนาะဦးဇင်းတို့အရက်ဒေတာတော့ရှိတာပဲဒီဘက်လည်းရှိမှာပဲလို့ထင်တယ်เนาะဒါပါလေကိုတကယ်မပိုင်ဘူးဆိုတာကိုပြောနေတာဟုတ်လားအဲ့တော့အလွန်ဆုံးပိုင်ရင်ဥစ္စာပစ္စည်းဆိုတာဘယ်လောက်ပဲပိုင်မလို့တဘောပဲတဘောဆိုတာလည်းဘယ်လောက်ကြာကြာနေရလိမ့်မယ်လို့တိကျတဲ့ကာလသတ်မှတ်ချက်ပေးလို့မရတဲ့အတွက်ကြောင့်ပိုင်ဆိုင်မှုကလည်းဘယ်လောက်ကြာကြာပိုင်ဆိုင်ခွင့်ရလိမ့်မယ်ဆိုတာကိုတိကျတဲ့ကာလသတ်မှတ်ချက်ပေးလို့မရဘူး ဒီနေ့ကိုပြည့်စည်နောက်နေ့သူများပြည့်စည်ဖြစ်သွားနိုင်တယ်။အမြဲထာဝရပိုင်ဆိုင်ခွင့်မရှိဘူးနော်။ဒါကြောင့်ကိုယ်ပိုင်ဥစ္စာပြည့်စည်စစ်စစ်လို့ပြောလို့မရအောင်ဆိုကြပါစို့ဥမာတစ်ခုအရင်ပြောမယ်။လူတယောက်ကကိုယ့်ကိုပြည့်စည်တစ်ခုလာပေးတယ်။မင်းဒီနေ့စိတ်တိုင်းကြသုံး။ဒါမဲ့နောက်နေ့ရောက်ရင်တော့ငါပြန်ပေးရမယ်လို့ပြောမယ်ဆိုရင်အဲ့ဒီလိုပြည့်စည်မျိုးကိုဘယ်လိုလူမျိုးကမှဒါငါဥစ္စာငါပြည့်စည်ငါပိုင်လို့ပြောမယ်မတင်ပါဘူး။ဘာလို့လဲတော့မနေ့ပြန်ကြရင်တေချာဘောပြန်ပေးရမှာမဟုတ်လို့ ဟောဒါဟုတ်တော့နားလေတယ်နော်သိရင်သေးကြပေါထားခဲ့ရမယ်ကိုပိုင်ဥစ္စာမဟုတ်တော့မဲ့အရာတွေကိုကြတော့ကိုပိုင်ပစ္စည်းလို့ရဲရဲဝံ့ဝံ့ပြောလဲပြောရတယ်ခိုင်ခိုင်မာမာထင်လဲထင်ထားတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ပိုင်ဆိုင်မှုရဲ့မသေးကြမှုမရေရာမှုကိုဦးဇင်းတို့နားလေဖို့မလိုဘူးလားဒီနေ့ကိုပစ္စည်းဖြစ်နိုင်တယ်သို့တော့နောက်နေ့သူများပစ္စည်းဖြစ်သွားနိုင်တယ်ပိုင်ရှင်အမြဲတမ်းပြောင်းနိုင်တယ်ပေါ့ဒီเจ้าရလေးကိုပြောတော့ဟိုတလောကเจ้าကဦးဇင်းလေးကဘုံဘုံကို တင်းလေးတခုပြောတယ်ဒီတရားလေးခဏခဏဟောဖြစ်တယ်ဒီတရားလေးဟောလို့ဒီနေရာရောက်တိုင်းအဲ့ဒီတင်းလေးကိုလည်းပြောဖြစ်တယ်ပေါ့အချို့လည်းပဲကြားဖို့ပြီးသားလည်းဖြစ်ခြင်းဖြစ်ပဲတရုတ်ပြည်မှာတဲ့အလွန်ချမ်းသာတဲ့တတိယတယောက်တည်သွားတော့ဒေါ်လာတွေတက်တသမ9ဘီလီယံလောက်ကျန်ခဲ့တယ်အမေရိကန်ဒေါ်လာတဘီလီယံကိုတန်း1000ပေါ့နော် အမေရိကန်ဒေါ်လာတန်း2000ဒီမှာဆိုတော့ပမာငွေနဲ့တွက်မယ်ဆိုရင်တော့အရန်များတဲ့ပမာဏကြီးဖြစ်သွားပါဘူး ဖောင်း400လောက်နဲ့မြှောက်ရမယ်ပေါ့ဟုတ်လားအဲ့ဒီတတိသေးသွားတဲ့ခါကျတော့တတိကတော်ကအင်္ဂါကားမောင်းတဲ့ဒတိုင်ပါနဲ့ယူလိုက်တယ်တဲ့ဟောလောဒတိုင်ပါကနေချင်းညာချင်းပါဖြစ်သွားတတိဖြစ်သွားတယ်နော်အဲ့တော့အဲ့ဒတိုင်ပါကပြောတယ်တဲ့ဘာပြောလဲဆိုတော့ဩငါထင်ခဲ့တာတသက်လုံးငါကပဲတတိအတွက်အလုလုပေးခဲ့ရတော့လို့ထင်ခဲ့တာတကယ်တကယ်တော့တတိကငါအတွက်တသက်လုံးအလုလုပေးသွားတာကိုလို့ပြောတယ်တဲ့ အလွန်စဉ်းစားရကောင်းတဲ့စကားတော့ဒီစကားလေးကသူထင်မဲ့ဆိုထင်စရာရှိတာပဲလေဒရိုင်ပါဆိုတာတတိခိုင်းတာလောက်ရတာဟုတ်တယ်တတိအိမ်ကကျွန်တယောက်လို့ဆိုလို့မယ်ဆိုမယ်ဆိုဆိုလို့ရတယ်တတိသွားချင်းနေနဲ့လိုက်ပို့ရတယ်ဒါကြောင့်တသလုံးသူကပဲတတိအတွက်လှုပ်လှုပ်ပေးခဲ့ရတယ်လို့ထင်မဲ့ဆိုရင်ထင်စရာမရှိဘူးလားဒါပေမဲ့တကယ်တကယ်အဖြေမှန်ကပွဲသိမ့်မှသိရတယ်နော်ဘယ်သူကဘယ်သူအတွက်တသလုံးလှုပ်လှုပ်ပေးသွားတတိယဒရိုင်ပါအတွက်တသလုံးလှုပ်လှုပ်ပေးသွားတာဒါကြောင့်တစ်ခါတလေတချို့လူတွေ ကိုဘဇုအတွက်အလုံးလုံးနေတာလဲဆိုတာကိုတော့တိတိကျကျသိခွင့်မရှိဘူး။ဒါကြောင့်ဦးဇင်းကတော့တခါလေးကြံကြံမှန်မှန်စဉ်းစားကြည့်တယ်။အဲ့လိုလောကကြီးမှာဘာသာရေးလဲစိတ်မဝင်သား။ဘဝတန်တရားလေးလဲစိတ်မဝင်သား။ငြင်းငြင်းအေးအေးနေရဖို့ခန္ဓာအကြောင်းသိဖို့လဲဘာစိတ်မှမဝင်စား။လောဘဒေါသအမောဟတွေနဲ့ပဲအတင်းကာရောကုန်းယုံပြီးတော့ရှားဖွေနေကြတဲ့လူတွေမရှိဘူးလား။လောဘတကြီးရှားနေကြတာနော်။စာချိန်မေးအိတ်ချိန်မေးရှားနေကြတာ။အဲ့လိုလူတွေကိုတွေ့ရတိုင်းစိတ်ထဲမှာအတွေးလေးတစ်ခုပေါ်တယ်။ ်တယောက်ရောက်တော့ကံကောင်းတော့မယ်နဲ့တူတယ်ဟုတ်လားအရင်စဉ်းစားတဲ့ကောင်းတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းတူတော့ဥစ္စာပစ္စည်းဆိုတာခိုင်မာတဲ့ပိုင်ဆိုင်မှုမဟုတ်ဘဝကဝါစာမခိုင်မာတဲ့တွေ့ကြောင်ပိုင်ဆိုင်မှုမခိုင်မာဘူးဆိုတာအလုံးမသိကြတယ်သို့တော့လူတွေကဒီလောက်ရိုးရှင်းတဲ့ကိစ္စကို မတွေးမိတော့မသိကြဘူးပေါ့တကယ်တမ်းကခိုင်မာတဲ့ပိုင်ဆိုင်မှုကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်စစ်လို့ပြောကျင်နေဆိုရင်ကုသိုလ်ကောင်းမှုတစ်ခုပဲရှိတယ်ကုသိုလ်ကောင်းမှုကတော့တကယ်ပိုင်နေတော့ မသေးခင်မှာလည်းတကယ်ပိုင်တယ်သေပြီးတဲ့နောက်မှာလည်းထားကြကြမလို့မသေးခင်လည်းစဉ်းစားလိုက်တိုင်းတွေးလိုက်တိုင်းကြည်နူးရတယ်နှစ်သက်ရတယ်ဝမ်းသာရတယ်